်စွာအသက်ရှင်ခြင်းအခွင့်ကျမ်းမာခြင်းအခွင့်ကိုပေးတဲ့ဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒီမနေ့မှာကျွန်တော်ဟောခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ရန်သူကိုချစ်ခြင်းရန်သူကိုချစ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှမာတဲ့အခန်းကြီးကအငယ်53ကနေ58ကိုအခြေခံပြီးတော့မှဟောကြားမှာဖြစ်ပါတယ် WMCF အတင်းတို့တင်သားများအားလုံးကိုယေရှုခရစ်တော်နာမအဖြစ်နှုတ်ခွန်းဆက်သလိုပါတယ်။ရွေးချယ်ထားတဲ့ဒီကျမ်းချက်လေးကိုမိမိလက်ထဲမှာရှိတဲ့ကျမ်းစာအုပ်ဖြစ်ဖြစ်ဖုန်းထဲကကျမ်းစာဖြစ်ဖြစ်အတူတကွဖတ်ကြရအောင်။ရှမာသက်အခန်းကြီး9အငယ်53ကနေ58တို့တို့ဖတ်ကြရအောင်။ကိုနဲ့ဆက်ဆိုင်သောသူကိုချစ်လော့ ရန်သူကိုမုံလောဟုသောပြည့်ညက်စကားကိုတင်တို့ကြားရပြီငါပြည့်ညက်ဒီကတင်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့၏အဘ၏တားဖြစ်လိုသောငါတင်တို့၏ရန်သူတို့ကိုချစ်ကြလောတင်တို့ကိုကျိန်ဆဲသောသူတို့အားမေတ္တာပို့ကြလောတင်တို့ကိုမုံသောသူတို့အားကြည်စိုးပြုကြလောတင်တို့ကိုနှောက်ရက်ငင်းဆဲသောသူတို့အဖို့ ဖျားသခင်ကိုစွတ်တောင်းကြလော့အကြောင်းမူကားကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီကောင်းသောသူမကောင်းသောသူအပေါ်၌ကိုတော်၏နေကိုထွက်စေတော်မူ၏ပြောင်းမတော်သူမပြောင်းမတော်သူတို့အပေါ်၌မုန်းကိုရွာစေတော်မူ၏တင်တို့ကိုချစ်တော်သူတို့အာသာချစ်တုံပြုတ်လင်အပေကြီးစိုးတင်တည်းအခွန်ခံတို့ပြင်အခွန်ခံသူတို့ပြင် အင်းမြလောက်ပြုတ်ကြဒီမဟုတ်လောအဆွေမျိုးတို့အားလောကုတ်ကိုပြုတ်လျင်အပေတို့ထိုးမြတ်တနည်းသာသနာပလူတို့ပင်ထိုးပြုတ်ကြဒီမဟုတ်လောထိုးအတူပြုတ်ကြဒီမဟုတ်လောထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖဒီစုံလင်တော်မူဒီနေတို့တင်တို့ဒီလဲစုံလင်ချင်းရှိကြလော့ ဖတ်တော်တော်နှုတ်ကပတ်တော်မှာဖျားရှင်ကောင်းကြည့်ပြပါစေပြီးထားတဲ့ကောင်းစင်လေးအတိုင်းပဲရန်သူကိုချစ်ချင်းအဓိကဘာကိုစဉ်းစားရမလဲဘာကိုနှလုံးသွင်းရမလဲဆိုရင်တော့ချစ်ချင်းအကြောင်းချစ်ချင်းမိတ္တာအကြောင်းပဲဖြစ်ပါတယ်ယေရှုခရစ်တော်ကဘလို့သွန်သင်ခဲ့တယ်လဲဘလို့မိတ်မာခဲ့တယ်လဲ ဘာတွင်တင်ထားခဲ့တယ်လဲဆိုတာကိုဒီချိန်ခါမှာကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ်။ယေရှုခရစ်တော်ကဒီမိတ္တတရားချစ်ချင်းတရားနဲ့ပတ်သက်ပြီးမှဘလို့တွင်တင်တယ်လဲဆိုတော့အချုံးအဖြစ်ပြောမယ်ဆိုရင်တော့ဖယားသခင်ကိုဉာဏ်ရှိသမျှခွန်အားရှိသမျှစိတ်နှလုံးအကျွင့်မဲ့ချစ်ပြီးမှကိုနဲ့ဆက်ဆိုင်သော လူကိုလည်းပဲကိုကိုကိုမိမိကိုကိုချစ်တဲ့ကဲတို့သူတပားကိုလည်းပဲချစ်ဖို့ကိုယေရှုခရစ်တော်ကတွင်တင်ထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကိုယ်တိုင်ဒီချစ်ချင်းနဲ့ပြဝတော်မိတ္တာနဲ့ပြဝတော်ဘုရားသခင်ဖြစ်တည်နေတူဘုရားသခင်ရဲ့နေရာမှာဘုရားသခင်ရဲ့သဘောထားဒီဘုရားသခင်ရဲ့ဖြစ်ချင်းတွေချစ်ချင်းပဲဖြစ်ပါတယ်မိတ္တာပဲဖြစ်ပါတယ်ယနေ့ဒီချိန်ဒီခါမှာကျွန်တော်တို့ပဝန်းကျင်ကိုကြည့်ကြရအောင်ကျွန်တော်တို့ကြားနေရတော့မြင်နေရတော့ဖတ်နေရတော့တွေ့နေရတော့အရာဟုအားလုံးလည်း ချစ်ချင်းထက်မေတ္တာတရားထက်အမုန်းတရားတွေမုန်းတခြင်းတွေပူပြီးတော့များနေတယ်မဟုတ်လားမိမိမိသားစုတွေမှာဖြစ်ဖြစ်အသင်းတော်တွေမှာဖြစ်ဖြစ်အတိုင်းအဝိုင်းတွေမှာလည်းပဲပြန်သုံးတတ်တဲ့အခါမှာလူတအိုးနဲ့တအိုးကြားမှာတယောက်နဲ့တယောက်ကြားမှာချစ်ချင်းမေတ္တာခေါင်းပါလာပြီးမှ အမုန်းတရားတွေမုန်းတခြင်းတွေတနည်းပြီးတနည်း တိုးပွားလာတယ်ဆိုတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ယေရှုခရစ်တော်ပြန်လဲရှင်းကြွလာမဲ့အခါမှာဖြစ်ပြက်လာမဲ့အရာတွေကိုရှင်မသက်အခန်းကြီး24မှာလည်းပဲခရစ်တော်ကကြိုပြောထားပြသဖြစ်ပါတယ်ချစ်ချင်းမိတ္တခေါင်းပါလာမဲ့တူးနဲ့တူးခိုက်ကြမဲ့ရန်ဖြစ်ကြမဲ့ဆိုတော့ဒီနေ့ ကဘာမှာလက်ရှိဖြစ်ပြနေတဲ့ဟာကိုကျွန်တော်တို့ချိန်ကန့်ငင်ပြောတော့မှခရစ်တော်ဒီသွန်သင်ထားတဲ့ဒီချစ်ချင်းတရားမေတ္တာတရားကိုကျွန်တော်တို့ခရိယန်တွေအနေနဲ့ဘယ်လိုတုတ်ပြန်မလဲဒီဟာကိုဘယ်လိုအကောင်အထည်ဖော်မလဲဒီဟာကိုအသက်တာမှာဘယ်လိုပေါ်ပြမလဲဆိုတာကိုစဉ်းစားဖို့ဖြစ်ပါတယ်စဉ်းစားကြရအောင်ဒီတိုင်းရေးမယ်စဉ်းစားမယ်ဆိုရင်တော့ဒီတိုင်းရေးမယ်တွက်ချက်မယ်ဆိုရင်တော့ခက်တယ်လို့လို့မပြီးလို့လဲဆိုတော့ တို့တို့ခုယင်ဆိုင်နေရတဲ့ခံစားနေရတဲ့စိတ်ထဲမှာရှိနေတဲ့အရာတွေကိုတအုပ်နဲ့တအုပ်သိပါတယ်မြန်မာပြည်မှာဘာဖြစ်နေသလဲတခြားနိုင်ငံတွေမှာဘာဖြစ်နေသလဲ US မှာဘာဖြစ်နေတယ်မလေးရှားမှာဘာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့သိပါတယ်ဒီအရာတွေကိုကျွန်တော်တို့ချစ်ချင်းမိတ်တာနဲ့ဘယ်လိုတုံ့ပြန်နိုင်မလဲလူတွေကိုဘယ်လိုချစ်နိုင်မလဲခရစ်တော်ပြောထားတာခရစ်တော်သွန်သင်ထားတာလူတွေကိုချစ်ယုံမကဘူး ရန်သူကိုပါချင်ရမယ်ဆိုတဲ့သူနေချက်ပဲဖြစ်ပါတယ်ကျွန်တော်လည်းစဉ်းစားတယ်ဗျဒီလောက်ကျွန်တော်တို့အပေါ်မှာရက်ဆက်တဲ့လူတွေကိုဒီလောက်ကျွန်တော်တို့အပေါ်မှာမကောင်းတဲ့အရာတွေကိုအကျဉ်းချင်းခက်အဆက်ဆက်လုပ်တဲ့သူတွေအပေါ်မှာကျွန်တော်တို့ဘယ်လိုချစ်တုပ်ပြန်နိုင်မလဲဆိုတာကိုစဉ်းစားမိတယ်စဉ်းစားမိတယ် တာမန်ကျွန်တော်တို့အုံထားမှာဖြစ်တွေးမယ်ဆိုရင်တော့မဖြစ်နိုင်တဲ့အရာလုံးဝခက်ခဲတဲ့အရာပဲဖြစ်တယ်။ဒါပြမဲ့လည်းကျွန်တော်တို့ယေရှုခရစ်တော်သွန်သင်ထားတာကတော့ယန်သူကိုချစ်ဖို့ယန်သူကိုချစ်ဖို့သူတပန်းကိုချစ်ဖို့ကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့အမျှချစ်ဖို့ဖြစ်ပါတယ် ဒီကြမ်းချက်လေးကိုအကြောင်းအရာကိုပြန်နောက်ကြည့်တဲ့အခါမှာကိုနဲ့ဆက်ဆိုင်သောသူကိုချစ်လို့ရန်သူကိုမုန်းတော်ဟုသောပြင်းရဲ့စကားကိုတင်လို့ကြားရပြီဒီဟာကိုယေရှုခရစ်တော်ကဓမ္မဟောင်းကျမ်းကိုအခြေခံပြီးမှ ပြောထားတာဖြစ်တယ်ဝိပ္ပယချက်အခန်းကြီး၁၉အငယ်၁၈မှာတော်လကောင်းအဲ့ဒီမှာ သူတပားကိုချစ်ဖို့ကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့အမျှချစ်ဖို့ကျမ်းစာရှိပြီးသားဖြစ်ပါတယ်။ပြီးတော့မှစာလံ139အငယ်16ကနေ20နှစ်မှာတော်လကောင်းစာလံ140အငယ်6ကနေ17အတွင်းမှာတော်လကောင်းစာလံဆရာကသူ့ရန်သူတွေကိုရှုတ်ချတာရန်သူတွေကိုကျင်းဆဲရန်သူတို့အတွက်ကြဆုံးစီဖို့အတွက်ဖျားသခင်ထံမှာဆွတ်တောင်းတဲ့ စာနာပြုတဲ့ဟာကိုဖာရီရှဲတွေဂျန်တာပုဂ္ဂိုလ်တွေကယူပြီးတော့မှငင်းဆဲတဲ့အုတ်ချုပ်တဲ့ယောမလူတွေကိုသူတို့ကမချစ်နိုင်ဘူးယောမလူတွေရဲ့အုပ်ဆိုးမှုအောက်မှာနေရတဲ့အခါမှာယောမလူတွေရဲ့ဖိနှိပ်မှုကျင်းဆဲမှုငင်းဆဲမှုကိုခံရတဲ့အစ္စရဲလူတွေကပြန်ပြင်းမချစ်နိုင်တဲ့အခါမှာကျတော့ဒီ ကျန်တပ်ဖို့ကိုရိပိပိဖာရရှဲတွေကလည်းပဲဒီဟာကိုတဖက်ဆောင်အတိပဲဖွင့်ပြီးတော့မှ ပြန်ပြီးတော့မှမချစ်ဖို့သူတို့တွေမှာအဲ့လိုမျိုးတွင်တင်ချက်တွေရှိတဲ့အခါမှာယေရှုခရစ်တော်ကဒီလိုရန်သူတွေကိုပါချစ်ရမယ်ဆိုတဲ့တွင်တင်ချက်ကို ပြောထားတာဖြစ်တယ်တို့တိုင်းပြည်အခြေအနေရတော်လကောင်း ခုလောလောဆယ်ဒီမှာမလေးရှားမှာနေရတဲ့အခါမှာမလေးရှားအစိုးရအပေါ်မှာတော်တော်ကောင်းတခြားနိုင်ငံမှာရှိတဲ့မြန်မာပြည်သူမြန်မာပြည်သားများမိမိနေရမိမိရှိတဲ့တိုင်းပြည်အစိုးရအပေါ်မှာတော်တော်ကောင်းဒီတိုင်းကျွန်တော်တို့ခံစားနေရတဲ့ရင်ဆိုင်နေရတဲ့ပြဿနာတွေအခက်ခဲတွေငင်းဆဲမှုတွေရက်ဆက်မှုတွေဖိနှိပ်မှုတွေအများကြီးရှိပြီမဲ့လည်းပဲသူတို့တွေကိုကျွန်တော်တို့ချစ်ရမယ် မေတ္တာပြတ်ရမယ်သူတို့ရဲ့အပြုတ်မှုတွေအကျစ်တွေကိုကျွန်တော်တို့သဘောတူရမယ်အားပြီးမယ်ဆိုတဲ့ဒီပဲတော့မတက်ရောက်ဘူးဆိုလိုတာတော့မဟုတ်ဘူးဒါပြမဲ့လေဒီလိုတွေကိုကျွန်တော်တို့မုံလို့မရဘူးဒီလိုတွေကိုကျွန်တော်တို့အမုံနဲ့တုတ်ပြန်လို့မရဘူး ခရစ်တော်သွန်သင်ထားတဲ့ကျမ်းချက်အရာခရစ်တော်သွန်သင်ချက်အရာဆိုရင်ကျွန်တော်တို့ကမေတ္တာအဖြစ်တုတ်ပြန်ပြီးချစ်ခြင်းအဖြစ်တုတ်ပြန်ပြီးတကယ်ပဲချစ်ရမယ်ဆိုတာကိုကျွန်တော်ခွန်အားပြုလိုပါတယ်ဘယ်လိုစိတ်ဟောတယ်လဲဆိုတော့ဘယ်လိုစိတ်ပြောတယ်လဲဆိုတော့ရှင်မသက်အခန်းကြီးငါအငယ်54မှာ ငါပြင်းရဲ့ဒီကတင်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖအိတားဖြစ်လို့သောငါကျွန်တော်တို့ဒီခရိယန်ဆိုတာဖျားသခင်ရဲ့မွေးဖွားခြင်းဝိညာဉ်တော်ရဲ့မွေးဖွားခြင်းအတ္တပံမွေးဖွားခြင်းဝိညာဉ်တော်ခြင်းဝခြင်းကိုခံရသောဖျားသခင်ရဲ့တားများတမင်းများဖြစ်တည်နေတို့ချစ်ချင်းမိတ္တာရှင်ဖျားသခင်ရဲ့တားများတမင်းများဖြစ်တည်နေတို့ ။တင်းတို့ရဲ့ရန်သူကိုချစ်ကြလော့။တင်းတို့ရဲ့ရန်သူကိုချစ်ကြလော့။ယေရှုခရစ်တော်ကရန်သူကိုချစ်ဖို့ကိုသွန်သင်ထားတယ်။သူကိုယ်တိုင်လည်းပဲရန်သူတွေအတွက်အသေးခံပြီးတော့မှပုံကံတဲ့သူတွေအတွက်အသေးခံပြီးမှကယ်နှုတ်တယ်၊ယွင်းနှုတ်တယ်။အသက်ကိုပြေးစတေးရန်ဖြစ်တယ်။ ရန်သူတွေကိုချစ်ကြတော့ပထမချက်ဒုတိယချက်ကြတော့တင်းတို့ကိုကျင်ဆဲသောသူတို့အားမေတ္တာပို့ကြလောရန်သူကိုချစ်ရမယ်ကျင်ဆဲသောသူတို့ကိုမေတ္တာပို့ရမယ်တင်းတို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလောမုန်းသောသူတို့တွေကျေးဇူးပြုရမယ်နောက်ဆုံးချက်ကြတော့တင်းတို့ကိုနောက် နောက်ရှက်ငင်းဆဲသောသူတို့ကိုနောက်ရှက်ငင်းဆဲသောသူတို့အဖို့ဘုရားသခင်ကိုစွတ်တောင်းကြတော့ယေရှုခရစ်တော်ကယန္တုကိုချစ်ရမယ်လို့ပထမချက်ပြောတယ်ဒုတိယမှာကြတော့ကျင့်ဆဲသောသူတို့အတွက်မေတ္တာပို့ရမယ်တတိယမှာကြတော့မုန်းသောသူတို့ကိုကျေးဇူးပြုရမယ်သတုဒ္ဓမှာကြတော့နောက်ရှက်ငင်းဆဲသောသူတို့အတွက်ဘုရားသခင်ကိုစွတ်တောင်းပြုရမယ် ဘုရားသခင်ထံတော်သို့စွတ်တောင်းပေးရမယ်ခက်ခဲပါတယ်လို့အနည်းအဖြစ်ကျွန်တော်တို့ဒါတွေကိုလုပ်နိုင်ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးအခုတိုက်ပြီကိုအာနာတင်းတော်တဲ့စစ်ဘူတွေနိုင်ငံတော်အကြီးအကဲတွေကိုကျွန်တော်တို့မြင်အောင်ကြည့်ပါလားတကယ်ချစ်နိုင်မလားကျွန်တော်တို့ကိုကျင်းဆဲတဲ့ကျွန်တော်တို့ကိုမုန်းတဲ့သူတွေကျွန်တော်တို့ကိုငင်းဆဲတဲ့သူတွေကို ကျွန်တော်တို့မိတ္တာပြတ်နိုင်မလားကျေးဇူးပြုနိုင်မလားသူတို့အတွက်ကျွန်တော်တို့ဘုရားသခင်ထံမှာဆုတောင်းပေးနိုင်မလားဒါကတော့ယေရှုခရစ်တော်မိမထားတာယေရှုခရစ်တော်သွန်သင်ချက်ပဲဖြစ်ပါတယ်သခင်ယေရှုကဒီရန်သူကိုချစ်ခြင်းရန်သူကိုချစ်ဖို့ဘာကြောင့်ကျွန်တော်တို့ကိုတင်တယ်လဲဆိုတော့ဘာကြောင့်သွန်သင်ထားတယ်လဲဆိုတော့ရည်ရွယ်ချက်၃ချက်ရှိတယ်လို့ ကျန်စာအနဲ့ဖွင့်ခြင်းကဆိုလို့ဖော်ပြထားပါတယ်ကျန်စာအနဲ့ဖွင့်ခြင်းကဖော်ပြထားပါတယ်ပထမအချက်တော့ဘာလဲဆိုတော့ကျွန်တော်ရာသူကိုချစ်ချင်တာဖြစ်ကျွန်တော်ကိုချင်းဆဲတဲ့သူတွေငင်းဆဲတဲ့သူတွေကိုကျွန်တော်ကိုမုန်းတဲ့သူတွေကိုမေတ္တာပို့ခြင်းဆုတောင်းပေးခြင်းကျေးဇူးပြုခြင်းတာဖြစ် ျွန်တော်တို့ခရိယံအတ္တတားရဲ့ခြေထွားမှုကျွန်တော်တို့ခရိယံအတ္တတားရဲ့ခြေထွားခြင်းကိုပုံဆောင်တယ်ဆိုတဲ့ပထမအချက်ဖြစ်တယ်ဒုတိယအချက်ကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ယာတူတွေကိုယာမတုတ်ပြန်ပဲနဲ့မကောင်းတဲ့အရာကနေကျွန်တော်တို့မတုတ်ပြန်ပဲနဲ့ချစ်ချင်းနဲ့မိတ္တာနဲ့တုတ်ပြန်နိုင်တဲ့အခါမှာကျွန်တော်တို့ကအနိုင်ယိုတာဖြစ်တယ်ကျွန်တော်တို့ကအနိုင်ယိုတာဖြစ်တယ်အနိုင်ရတာဖြစ်တယ်ထုံမြမကအတိဘူး သူကဲ့သို့ကျွန်တော်တို့ရန်သူတွေကိုချစ်နိုင်တဲ့မိတ္တပို့နိုင်တဲ့အခါမှာသူတို့နဲ့မိတ္တာရဖွင့်နိုင်ပြီးသူတို့နဲ့တွင်ချင်းဖွင့်နိုင်ပြီးတအုပ်နဲ့တအုပ်ကြမှာရန်သူနဲ့မိမိကြားမှာပြန်လည်တည်မြက်ခြင်းငြိမ်သက်ခြင်းဆိုတာတက်ရောက်ပါတယ်တတိယမှာကြတော့ဗာလဲဆိုတော့ရန်သူတွေကိုကျွန်တော်တို့ချစ်ခြင်းအဖြစ် ခရိယမဟုတ်တဲ့ရန်သူတွေခရိယအแทမှာရှေ့တို့နဲ့တို့မုံတေးချင်းတွေကိုကျွန်တော်တို့မေတ္တာအဖြစ်တုတ်ပြန်ပြီးချစ်ချင်းအဖြစ်တုတ်ပြန်ပြီးပြန်ချစ်တဲ့အခါမှာချစ်တဲ့အခါမှာသူတို့ရဲ့အသက်တာတွေခရစ်တော်ရှိသို့နှုတ်ကပတ်တော်နဲ့ကယ်တင်ခြင်းတရားတို့ကျွန်တော်တို့ခေါ်ဆောင်ခြင်းဖြစ်တယ်ပို့ဆောင်ခြင်းဖြစ်တယ် ဒီရည်ရွယ်ချက်သုံးချက်ကိုယေရှုခရစ်ကသွန်သင်ခြင်းတယ်ဆိုတာကျမ်းစာအနဲ့ဖွင့်ချက်မှာဖော်ပြထားပါတယ်ကျွန်တော်တို့တက်တာမှာပြန်လဲသုံးသပ်ကြပါအဲ့လိုဆိုတော့ကျွန်တော်တို့အခုချိန်မှာမိမိစိတ်ထဲမှာလူတဦးတယောက်စီမှာလူတဦးတယောက်ပေါ်မှာစိတ်နာတာမုန်းတာမချစ်နိုင်တာ ထားမိသလားရှိမိသလားမိမိကိုကိုစမ်းစစ်ကြည့်ပါမိခွန်းထုတ်ကြည့်ပါကျွန်တော်တို့ဘလိုရင်းဘလိုအားဖြင့်ဘလိုနည်းအားဖြင့်ရန်သူတွေကိုချစ်နိုင်မလဲမိမိအပေါ်မှာချိန်ဆတဲ့သူတွေကိုမေတ္တာပြတ်နိုင်မလဲငင်းဆဲတဲ့သူတွေအတွက်ကျွန်တော်တို့ဘလိုဆွတ်တောင်းပြနိုင်မလဲကျေးဇူးပြုနိုင်မလဲဆိုတာ ကျွန်တော်တို့ရဲ့အစွမ်းအစအားဖြင့်မဟုတ်ဘူးကျွန်တော်တို့ရဲ့ကြိုးစားထုတ်မှုတက်တဲ့အားဖြင့်မဟုတ်ဘူးလူတွေမမြင်နိုင်တဲ့လောကလူတွေမယုံကြည်သူတွေနားမလည်နိုင်တဲ့ကျွန်တော်တို့အထဲမှာဝိငင်တော်လှုပ်ရှားခြင်းအဖြစ်ဝိငင်တော်မဆာခြင်းအဖြစ်ဝိငင်တော်တုံတင်ခြင်းအဖြစ်ဝိငင်တော်ပို့ဆောင်ခြင်းအဖြစ်ကျွန်တော်တို့လူမျိုးတကာကိုချစ်နိုင်တယ်။ယန္တူတွေကိုလည်းချစ်နိုင်တယ်။လူသားအလုံးကိုကျွန်တော်တို့ချစ်နိုင်တာဖြစ်တယ်။ ယောမခခြင်းငါငယ်ငါမှာငါတို့အားပြီးတော်မူသောတရှင်သောဝိငင်တော်ဒီဖျားသခင်နဲ့မိတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့တွလုံးတော်မူ၏ကျွန်တော်တို့နှလုံးသားထဲမှာတရှင်သောဝိငင်တော်အဖြစ်ဖျားသခင်ရဲ့မိတ္တာတွလုံးခြင်းကိုခံရသောယုံကြည်သူတွေဖြစ်တယ်ကျွန်တော်တို့တွေဟာဒါကြောင့်မလို့ကျွန်တော်တို့အုံတော်နဲ့မမေနိုင်တဲ့စဉ်းစားတွေးတောအဖြစ်ကျွန်တော်တို့စဉ်းစားတွေးတောခြင်းအဖြစ်မမေနိုင်တဲ့ နှလုံးသားထဲကနေဆေးထွက်လာသောချစ်ချင်းမိတာအားဖြင့်သူတပားကိုရန်သူတွေကိုကျွန်တော်တို့ချစ်နိုင်မှာဖြစ်တယ်ချစ်နိုင်မှာဖြစ်ပါတယ်ကာလတိအခန်းကြီးငါအငယ်20နဲ့23ကြားမှာဝိငေအသေးဆိုတဲ့ကျွန်တော်တို့အမြတ်တော်အားဖြင့်တည်ထားတဲ့ကြံ့ချက်မှာပထမအချက်ကြတော့ပထမအသေးကြတော့ချစ်ချင်းမိတာပဲဖြစ်တယ်ချစ်ချင်းမိတာပဲဖြစ်ပါတယ်ရှင်ရအောင်ဝရစာအခန်းကြီး တုံးအငယ်16နဲ့19မှာจิตตารุငါတို့ဒီစကားပြောจิตตารุငါတို့ဒီစကားပြောကံမြအားဖြစ်တာမချစ်ပဲစိတ်ပါကိုရောက်ဧကနမံချစ်ကြကုန်အားထို့သို့ချစ်လင်ကိုတိုင်တမာတရားနဲ့ဆိုင်ဒီကိုကိုသိရ၍ဖယံသခင်ရှိတော်၌ကိုစိတ်နှလုံးကိုတက်တည် ်တက်တာရှိကြလိမ့်မယ်တက်တာရှိကြလိမ့်မယ်ကျွန်တော်တို့တူတပားကိုချစ်တယ်ရန်သူကိုချစ်တယ်ဆိုတာနှုတ်တက်တဲ့အဖြစ်ပြောယုံတာမဟုတ်ပဲတကယ်တကယ်စိတ်နှလုံးအဖြစ်ရန်သူတွေကိုချစ်ပြီးမေတ္တာပို့ပြီးကျေးဇူးပြုပြီးဆွတောင်းပြီးဖို့ဒီချိန်မှာအင်မတန်ကျွန်တော်တို့လိုအပ်ပါတယ် ချစ်တော်မိတ်ဆွေယုံကြည်သူများအချိန်တိုင်းရဲ့တော့ကျွန်တော်ဖိတ်ခေါ်ခြင်းလားဝင်ဟခြင်းလားတိုက်တွန်းခြင်းလားဒီချိန်တွင်ခါမှာကျွန်တော်တို့ဒီစိတ်နှလုံးဆိုဝေဆိုပါဖြစ်ပြမစိတ်ပေါ်ပေတော့ကရောက်ပြမမိမိရဲ့စိတ်နှလုံးနေမကောင်းတဲ့အရာတွေရပဲလွန်မုန်းနေပြီဘတူကူမကျွန်တော်တို့မချစ်နိုင်ယုံကြည်သူတအိုးရဲ့ ပိုင်ဆိုင်ထားရမယ့်ချစ်ချင်းမိတ္တာတရားကျွန်တော်နှလုံးသားထဲမှာခန်းချောက်နေတယ်ဆိုရင်ကုန်ခန်းနေတယ်ဆိုရင်ယေရှုခရစ်တော်ရဲ့မိမာချက်ယေရှုခရစ်တော်ရဲ့သွန်သင်ချက်ကိုပြန်လည်နှလုံးသွင်းပြီးမိမိရန်သူတွေကိုချစ်ကြရအောင်ကျွန်တော်တို့ကိုငင်းဆဲတဲ့ကျင်ဆဲတဲ့ကျွန်တော်တို့အပေါ်မှာဖြစ်နေတဲ့သူတွေအပေါ်ကျွန်တော်တို့မိတ္တာအဖြစ်တုတ်ပြန်ကြရအောင် သူတို့အတွက်ဆုတောင်းကြရအောင်ဝိညာဉ်တော်မှဆာမှာဖြစ်ပါတယ်ဘုရားသခင်ဘုန်းတော်ထင်ရှားမှာဖြစ်ပါတယ်သူတို့တွေကိုကျွန်တော်တို့ဘုရားသခင်ရဲ့နိုင်ငံတော်သို့ကျွန်တော်တို့ပို့ဆောင်နိုင်မှာဖြစ်ပါတယ်ကဲတင်ချင်းတရားတွေကိုသူတို့စီမှာကျွန်တော်တို့ဟောပြောခွင့်ရမှာဖြစ်ပါတယ်သူတပတ်ကိုချစ်ပြီးရန်သူတွေကိုတော့ကျွန်တော်တို့ချစ်ဖို့ယေရှုခရစ်တော်ကသွန်သင်ထားပါတယ်။ဟောတော်တဲ့နှုတ်ကပတ်တော်ဖျားသခင်ကောင်းချီးပေးပါစေ။ ခုအချိန်မှာကျွန်တော်တို့စွတ်တောင်းကြရအောင်ကျွန်တော်တို့မြန်မာပြည်အတွက်တော်လကောင်းအသင်းတော်တွေအတွက်တော်လကောင်းတဦးချင်းအတွက်စွတ်တောင်းကြရအောင်အသင်းတော်လုပ်ငန်းကံကံဒီ2021အစီအစဉ်တွေအတွက်လည်းစက္ကစွတ်တောင်းကြရအောင်တူတကွစွတ်တောင်းကြပါစို့ကြည်မြဆုံးလင်တော်မူသောထာဝရဘုရားသခင်ယနေ့ဒီချင်းဒီထိတိုင်အောင်ကျွန်တော်တို့ကိုအသက်ရှင်ခွင့်ပြုတော်မူပြီး အသက်တာဒီအကောင်းဆုံးလမ်းပြပူဆောင်တဲ့အတွက်နာမတော်ကိုချီးမွမ်းပါရယ်အထူးသဖြင့် WMCF အတင်းတို့တင်သားများအတွက်ဆုတောင်းပေးလိုပါရယ်တင်းတို့တင်သားများအားလုံးအသက်တာမှာလိုအပ်သောခန္ဓာကိုယ်ကျန်းမာခြင်းစိတ်နှလုံးပျော်ရွှင်ခြင်းနဲ့ဝိညာဉ်အသက်တာကြီးထွားခြင်းအသက်တာလုံးစုံကိုကိုယ်တော်ရှင်နေအတင်းတော်ပေါ်မှာတက်ရောက်စီတော်မူပါဝိညာဉ်တော်မှာဆတော်မူပါမိခင်အတင်းတော်ကြီးကိုလည်းကောင်းချီးပေးတော်မူပါ တင်းတူတင်းတာအလုံးအတ္တပေါ်မှာကိုရရှင်ရဲ့ပူဆောင်ခြင်းမဆာခြင်းကိုယ်ကကိုယ်ကချင်းအတူတကွပါရှိခြင်းကောင်းခြင်းမင်္ဂလာဖြစ်ဖြစ်ကိုကိုရရှင်အတင်းတော်ကြီးပေါ်မှာလည်းတက်ရောက်စီတော်မူပါကိုရရှင်ဖပြမြမပီချီကိုကောင်းခြင်းပြတော်မူပါဘီတူပီသားများရဲ့ဒုက္ခစင်ရဲ့ခံရတဲ့အရာတွေကိုလည်းကိုရရှင်ဒီအကောင်းဆုံးကိုယ်ကမှစပြီး မြန်မာနိုင်ငံတော်ဒီကိုရရှင်ကိုယ်ကအုပ်စိုးချင်တာဖြင့်ငြိမ်သက်သောနိုင်ငံဖြစ်နိုင်ဖို့ရာအတွက်ဆွတ်တောင်းပေးပါတယ်။တိုင်းတစ်ပါးမှာရောက်ရှိသောမြန်မာပြည်သူမြန်မာပြည်သားများအားလုံးအတွက်လည်းဆွတ်တောင်းပေးပါတယ်။ကျမ်းမာရေးချွတ်တဲ့သူတို့များကိုရရှင်ကျမ်းမာချင်းပေးသနာတော်မူပါ။အလို့ကိုင်းစီမပြည်သောသူများလည်းကိုရရှင်လူငန်းကိုင်ကအတွက်အကောင်းဆုံးပင်စင်ပေးသနာတော်မူပါ။ကိုရရှင် 2021အတွင်းမှာပြင်ဆင်ထားသော planning ဆွဲထားသောအရာများကိုလည်းပဲကိုရိုရဲ့ဘုံတော်တင်ဆက်ဖို့ရအတွက် WMCF အသင်းတော်ကြီးဒီ2021မှာအကောင်ဆုံးပို့ဆောင်ပြီးမှ ကောင်းချီးပေးသနာတော်မူပါတည်သူတင်သားများအားလုံးအသက်တာတွင်နေ့စဉ်တိုင်းမှာပျော်ရွှင်စွာအသက်ရှင်ရသောအခွင့်ကိုရိုနဲ့အတူလျှောက်လှမ်းပြီးတော့မှ မကောင်းသောအရာများကိုကျော်လွှားနိုင်ပြီး ရန်သူကိုပါချစ်နိုင်သောသူတပါးကိုမိတ္တာပို့နိုင်သောငင်းဆဲသောသူတို့အတွက်ပါကြီးစိုးပြုနိုင်သောရစ်ချက်ကြီးထွားသောအတ္တတာယုံကြည်သူများဖြစ်နိုင်ဖို့ရန်ကိုရရှင်ဒီမဆာသနာတော်မူပါယနေ့ထစ်တရားကျွန်တော်တို့ကိုအကောင်းဆုံးလမ်းပြဖို့ဆောင်ပြီးသောကိုရောရဲ့ကြီးစိုးတော်အပေါင်းကိုရွတ်ချင်းမွန်နဲ့ တက်တာကြံရှိနေသောအချိန်တိုင်းတက်တာမြောက်ကိုဆက်လက်အနံပြီးယေရှုခရစ်တော်နာမအဖြစ်ဆွတောင်းဆက်ကအနံပါ၏ဖာဖျာသခင်အာမင်ကျေးဇူးတင်ပါတယ်